မင်္ဂလာစေးနီ134လမ်းချိန်ကန်တော်ကြီးမိပွားရင်ထင်းရဲရုံအနီးမှာအမျိုးသမီးတအူထံမှာပတ်စံအိတ်ကိုအမျိုးသားတအူကလူရက်ထွက်ပြေးမှုဒီကနေ့ဇန်နဝါရီလ26ရက်နေ့နေ့လယ်တနားရီဝင်းကျင်ခန့်ကဖြစ်ပွားခဲ့ပါတယ် အဲ့ဒီဖြစ်စဉ်မှာလူရဲခံရသူအမျိုးသမီးကမင်္ဂလာစေးဘက်မှာကံတော်ကြီးမိပွိုင်ဘက်ကိုလမ်းလျှောက်လာစဉ်134လမ်းထိပ်ရင်းထင်းရဲရုံအနီးအယောက်မှာတဖက်ကားလမ်းမှာလမ်းဖြတ်ကူလာတဲ့အမျိုးသားတအုပ်ကအဲ့ဒီအမျိုးသမီးအနာကိုအယောက်မှာနောက်မှနေပြီးအမျိုးသမီးကန်ဆောင်ထားတဲ့ပတ်စံအိတ်ကိုလူယူထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလူရဲခံခဲ့ရသူအမျိုးသမီးရဲ့အမားဖြစ်သူမှအခုလိုပဲပြောပါတယ်။ရဲ့ကြီးရဲ့ရှေ့သားလေးမှာပဲအဲဒီကလူတယောက်ကလိုက်လာပြီးတော့လက်ကပတ်စံကိုတင်းလူပြီးထွက်ပြေးသွားပါတော့ ိုက်ခါကျတော့ရေကနေပြီးတော့သူကမြင်တော့မြင်လိုက်တယ်မြင်ပြီးတော့သူကလိုက်မလိုက်ဘူးပြေးသွားတဲ့လူနောက်ကိုမလိုက်ဖက်နဲ့ဒီတိုင်းပဲသူကသူကဘောတော့ပြီးကျမလို့လာတော့မသိဘူးဒီတိုင်းပဲသူကရေကြည့်နေတယ်အဲ့တော့ကမောင်လေးကလည်းပဲသူကဟိုကလေးလေးကလေးဆိုတော့သူကမိကလေးငယ်ငယ်ယူရယ်လေးဆိုတော့သူကလက်ကြောက်လန့်ပြီးတော့ရုပ်ကိုပြန်လာတယ်ပြန်လာပြီးတော့ငိုယူနေတော့ဟဲ့ဗာဖြစ်လို့လဲဆိုတော့အဲ့လိုလိုပဲလူကြည့်သွားတယ်အဲ့လိုဆိုတော့တင်းတင်းကြောင်တိုင်းဆိုလို့လူရက်တယ်ဆိုတော့တရားဥပဒေတော်တော်စိတ်ခေါ်နေရလေ လောကဆံမျိုးရှိလဲမရှိသေးဘူးဖြစ်လဲမဖြစ်သေးဘူးအဲ့တော့ဒီရဲလေးဆိုတာကလည်းပဲဘာဖြစ်ဖြစ်ပြည်သူလူထုကိုဘယ်လိုရဲအမျိုးသားမဆိုမတော်ပြီးတကယ်ဖြစ်ဖြစ်ပါဖြစ်ဖြစ်အကုန်လုံးကူညံ့မယ်လို့တော့မားတော့စိတ်ထဲမှာမှတ်ထားတာပေါ့သူကလည်းကြောင်ရင်လည်းကြောင်သွားမှာပေါ့လေဒါပဲဖြစ်ပြောဒီနေ့ရဲကြည့်နေတဲ့ဟို ွက်ပြေးသွားလိမ့်ပြီးနေပေါ့နော်ဒီကိုင်ကန်ရှင်ကတုံဟုတ်ချောက်ချပြီးပြင်းလာတယ်တမန်ပြည်သူလူတို့ကလည်းပဲနှိမ့်ကင်းချောင်းတော့ဤလက်စွာစားနေရတဲ့အနေအထားမျိုးတွေဖြစ်လာတယ်အခုကဒီငုံမျိုးကြီးကမလုံခြုံတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ခံစားရတယ်။နေရာကတော့အမားတို့ဟိုပါပေါ့နော်ဒီဆက်ယုံလဲနဲ့ဒီကနော်ကြီးပက်လန်တောက်ပေါ့နော်ဒီမင်္ဂလာဇီမီဘွတ်133လမ်းတောက်ရက်စကန်ကိုကြောက်ကြထားပြင်ကြတော့အဒီနာမှာပါဝင်ခြင်းမှာလဲ သူတို့ဖြည့်ပြပြီးတော့တို့ဟိုလုတ်ပေးပါမယ်ဟိုချင်းချင်းကြောင်းကြားပေးပါမယ်လို့တော့ပြောတယ်အဲ့ဒီလူရဲမှုကြောင့်ပတ်စံအိတ်အတွင်းမှာ ATM ကဟမ်ဆက်တလုံးပတ်စံအနေငယ်နဲ့ဖုန်းငွေဖြည့်ကငွေကြက်တသိန်းဘိုးဝင်ကျင်ပါရှိသွားပြီးလက်တလုံးမှာတော့တောင်မွေမြို့မအေးစကန်ကိုပြည်စင်နဲ့ပတ်သက်ပြီးတိုင်ကြားထားတယ်လို့လည်းသိရပါဗျာ